2019ခုနှစ်တရုတ်နိုင်ငံဝူဟန်မြို့ကစတင်ခဲ့တဲ့ COVID-19 ရောဂါန္တရာကပ်နှင့်ဆက်လျင်းပြီးအမေရိကန်ပြည်ထောင်စုမစ်ဆိုရီပြည်နယ်တရားသူကြီးများကတရုတ်နိုင်ငံအားအမေရိကန်ဒေါ်လာ24ဘီလီယံတန်ငွေချမှတ်လိုက်ခြင်း2019ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါပိုး အစတင်ဖြစ်ပွားချိန်မှာတရုတ်နိုင်ငံအစိုးရကတရုတ်နိုင်ငံမှတာဝန်ရှိသူများရောကန်ဒရကန်နှင့်ဆက်လျင်ပြီး လိုအပ်တဲ့သတင်းအချက်အလက်များကြိုတင်အသိပေးရန်ပြက်ကွက်ခြင်းကြောင့်အမေရိကန်ပြည်ထောင်စု မစ်ဆိုရီပြည်နယ်မှတရုတ်နိုင်ငံပိုင်းပစ္စည်းများကိုဒေါ်လာ24ဘီလီယံပိုသိမ်းဆည်းသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ကြပါသည် မစ်ဇူရီပြည်နယ်ရှေ့တရားသူကြီးများကဖက်ဒရယ်အစိုးရသို့တင်ပြပြီးလုပ်ငန်းဆောင်တာများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။မစ်ဇူရီပြည်နယ်မှာရှိတဲ့တရုတ်လူမျိုးများပိုင်ဆိုင်တဲ့ပစ္စည်းများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်းအထူးသဖြင့်တရုတ်လူမျိုးများပိုင်ဆိုင်တဲ့မြေများ၊ရှာမြေများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုဗစ် -19 ရောဂါဖြစ်ပွားချိန်မှာကမ္ဘာတဝန်းသို့ကြိုတင်လိုအပ်တဲ့သတင်းအချက်အလက်များ ထုတ်ပြန်ကြေညာရန် ပြက်ကွက်ခြင်းဥပမာ လူသားချင်းချင်းကူးစက်နေပြီဟူသောသတင်းတကူရေးအကာအကွယ်ဝတ်စုံများဝတ်ဆင်ရမယ်ဆိုတဲ့သတင်းများကိုတရားဝင် ထုတ်ပြန်ကြေညာအသိပေးရန်ပြက်ကွက်ခဲ့ခြင်းကြောင့်ယခုကဲ့သို့တရားဆွဲဆို ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တရုတ်အာဏာပိုင်များနဲ့ WHO မှကြေညာချက်ထုတ်ပြန်ချိန်ဟာအလွန်နောက်ကျနေပြီးကမ္ဘာတစ်ဝန်းသို့ပြန့်နှံ့ကာလောကန္တရာကအဖြစ်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။ COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှာတရုတ်နိုင်ငံဝူဟန်မြို့မှာရှိတဲ့ virus science ရာအဆောက်အဦအတေအာနာပိုင်များက မိုင်းခွဲဖြက်စီးအစဖြောက်ခဲ့ကြပါတယ်။မစ်ဆူရီပြည်နယ်ရှိတရားသူကြီးများရဲ့ဆုံးဖြတ်ချက်ပေါ်လက်ရှိအခြေအနေမှာတရုတ်နိုင်ငံနဲ့တရုတ်လူမျိုးများကမြေသွုံးများတုံ့ပြန်ခြင်းမရှိသေးပါ။အမေရိကန်ပြည်ထောင်စုနှင့်ဒီသစ်ပွဲမဆိုရင်ဆိုင်တိုက်ခိုက်သွားရန်အစဉ်သင့်ပြင်ဆင်ထားသည်ဟုသောပြောကြားချက်များရဲ့နောက်ဆက်တွဲအကြောင်းတရားများဖြစ်လာနိုင်ပွဲရှိပါသည်